သွေးပောင်ကြပြီဆိုလို့ရှင်ဘလို့အချက်တွေကသွေးပောင်ကြတာကိုဖြစ်စေတာလဲဒီနေ့မှဒါကိုပြပြပေးသွားမှာဖြစ်ပါတယ်အလုံးဝဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတီဟန်ထုံးပဲဖြစ်ပါတယ်ဆိုတော့သွေးပောင်မကြာခဏကြတတ်တဲ့လူတွေမဖြစ်မနေသိထားတဲ့အချက်6ချက်ဆိုပြီးတော့ကျွန်တော်ရှေ့မှာဗီဒီယိုဖိုင်လေးတင်ထားပေးတာရှိပါတယ်အဲဒီနေ့မှတော့ကျွန်တော်ကသွေးပောင်ကြတာဘာကြောင့်ဖြစ်ကြတာလဲဘယ်လိုလက္ခဏာတွေပြလဲကိုထပ်ပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်သွေးပောင်ဘာကြောင့်ကြတတ်လဲဆိုလို့ဟာမပြောခင်မှာ အရင်ဆုံးသွေးပောင်ကြားတဲ့ဟာကိုဘယ်လိုတတ်မှတ်လဲဆိုတာပြပြချင်းပါတယ်သွေးပောင်က60 60အောက်ရောက်ပြီဆိုလို့ရှိရင်ဆေးပညာအရသွေးပောင်ကြားတယ် hypotension ဖြစ်တယ်လို့သတ်မှတ်ပါတယ်အဲ့တော့80 90ဆိုလို့ရှိရင်သွေးပောင်ကြားပါတယ်အဲ့လိုမျိုးသွေးပောင်ကြားတာကိုဖြစ်စေတဲ့အချက်တွေကကြားတော့ dehydration လို့ခေါ်တဲ့ခဏကောမှရေတက်ခံကြမှုဖြစ်တဲ့အခါမှာဖြစ်တတ်ပါတယ်ဒါပြုံမှခဏကောမှသွေးထွက်လွန်တဲ့အခါမှာလည်းပဲသွေးပောင်ကြားတတ်ပါတယ်ဒါပြုံမှနှလုံးရောဂါတစ်ခုခုဖြစ်ပြီးတော့နှလုံးထိခိုက်သွားတာ ဥမာအဖြစ် heart failure ဖြစ်ပြီးတော့သွေးပောင်ကျတာမျိုးဖြစ်လာပါတယ်အဲ့တော့ heart failure ဆိုတာကနှလုံးညှစ်အားကျသွားတာဖြစ်ပါတယ်နှလုံးကောင်းမညှစ်နိုင်တော့တဲ့အခါမှာသွေးပောင်ကျပြီးတော့ဒါသွေးပောင်ချိန်80 50 80 40ဒီလိုမျိုးတွေဖြစ်သွားတာမျိုးဖြစ်ပါတယ်တခါတလေပါသွေးပောင်ကလုံးဝတိုင်လို့မရတာအထိဖြစ်တတ်ပါတယ်ဒါပြေုံမှနှလုံးသွေးကြောပိတ်ပြီးတော့နှလုံးထိခိုက်တဲ့အခါမှာလည်းပဲသွေးပောင်ကျတတ်ပါတယ်ဒါဆိုလို့ရှိရင်တော့ရေမအောက်ပြီးတော့သွေးပောင်ကျမှာဖြစ်ပါတယ်တချို့တွေမှာလည်းပဲရေမမအောက်ပါဘူးသွေးပောင် ကြတဲ့ခုတဲ့လက္ခဏာပြတာမျိုးလည်းဖြစ်ပါတယ်နောက်တစ်ချက်တစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်เนาะဒီအထိုင်အထမှာဖြစ်တတ်ပါတယ်အဲ့တော့ဒါကပုံမှန်လူတယောက်ဆိုလို့ရှိရင်ဖြစ်နိုင်ခြေနေတယ်ဘလို့လူတွေဖြစ်တတ်လဲဆိုလို့ရှိရင်စီဂျိုယောဂရှိရတဲ့လူတွေဖြစ်ပါတယ်အဲ့တော့စီဂျိုယောဂရှိရတဲ့လူတယောက်ကအကြာကြီးအိတ်နေရနေပြီးတော့ရုတ်တရက်မတက်ရလိုက်မယ်ရုတ်တရက်ထထိုင်လိုက်မယ်ဆိုရင်ဒီမှာကြတတ်ပါတယ်ပြီးတဲ့အခါမှာလူကြီးတွေမှလည်းပဲဒါဒီလိုမျိုးဖြစ်တတ်ပါတယ်ဒါဒီမှာကြားတဲ့ အခြေအနေတွေဖြစ်ပါတယ်။ဒါအပြင်ကတချို့သောဇေဝရရောက်လည်းဖြစ်တတ်ပါတယ်။ဒီပေါ့ကြာစီတွေတောင်းနေတဲ့လူတွေဒီပေါ့ကြာတတ်တယ်။အားကြောင့်မလို့ကိုကဒီပေါ့ကြာစီတောင်းနေလို့ရှိရင်ဒီပေါ့မှန်မှန်ချိန်သင့်ပါတယ်။တကယ်လို့ချိန်လိုက်တဲ့အချိန်မှာဒီပေါ့က80 90လေးများဖြစ်နေခဲ့မှဆိုလို့ရှိရင်ဆရာအောင်နဲ့တရားပြန်ပြသင့်ပါတယ်။ဒီပေါ့ကြာစီပြန်ပြီးတော့ညှိသင့်ပါတယ်။ဒါအပြင်ကတချို့သောလူတွေစီးစီးတောက်ရတာမျိုးရှိတယ်။စီးစီးဆိုတာကဒီပေါ့ကြာစီအမျိုးအစားပဲ။ဒီပေါ့ကိုကြာစီတယ်စီးသွားစီတယ်ပြီးလို့ရှိရင်နှလုံးရောဂါတွေမှာတုံးတယ် အဲဒီလိုလူတွေကလည်းပဲသွေးပေါင်ချင်ကြတတ်ပါတယ်အဲ့တော့စီးဆီးတောက်နေတဲ့လူပြောက်ကသွေးပေါင်ကျနေပြီ80 90ဖြစ်နေပြီဆိုရင်ဆရာဝန်နဲ့တရားပြပြတင်ပါတယ်ဒါတော့သွေးပေါင်ကျတတ်တဲ့ခြေနေသွေးပေါင်ကျနိုင်ကြီးဖြစ်နိုင်ဖြစ်စီတဲ့အချက်တွေပဲဖြစ်ပါတယ်အဲ့တော့သွေးပေါင်ကျပြီဆိုရင်ဘယ်လိုလက္ခဏာတွေပြတတ်လဲဆိုရင်သွေးပေါင်ကျတဲ့အခါမှာခေါင်းမူးရယ်ထိုင်ထားမှာခေါင်းမူးတက်တယ်ရင်းနေတုံလာဖြစ်နိုင်တယ်သွေးခုန်လုံးဆန်းကြီးသွေးခုန်လုံးကမြန်နေမယ်သူမဟုတ်ဆန်းလို့မရတာဖြစ်နိုင်တယ်ပြစ်စီးလဲနေသွားလိမ့်မယ်စီးလုံးဝမထွက်တာမျိုးလည်းဖြစ်နိုင်တယ်အဲ့ပြီးတဲ့အခါမှာဆိုလို့ရှိရင်ခြေပြားလက်ချားတွေ အေးဆက်တာမျိုးလည်းဖြစ်တတ်တယ်အရင်ဆိုးလိုက်ပြီဆိုလို့ရှိရင်တော့အဲသတိလက်တော်တာမျိုးဖြစ်တတ်ပါတယ်နော်အခုကျွန်တော်ပြောသွားတဲ့ချက်တွေကကြာတော့သွေးပောင်ချိန်ကြာတော့ဖြစ်စေတဲ့အကြောင်းရင်းနေနဲ့သွေးပောင်ချိန်ကြာပြီဆိုရင်ဖြစ်လာမဲ့လက္ခဏာတွေပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်သိချင်တာရှင်လည်းကုန်မှာမေးလို့ရပါတယ်